ာဥတ္တမလေးဗျာမင်္ဂလာပါတကလေးဆရာကြီးကဒါကဒီနေ့ဆိုရင်အကျိုးပြင်ဆင်မှုအနေနဲ့တွေးရတယ်ဗျာဘာလို့ဆိုဟိုဒီလိုမြင်ခဲ့ရတာအစားတောက်စီစဉ်သားမှုတွေဒီမှာဖျားပန်းကတ်ထားတာတွေပွဲအတွက်လှုပ်ထားတာတွေခုနဆယ်လေးလိုက်ပြီးတော့ဟောအပိတကြည့်ရှုပြီးတော့ဒါလေးကြီးခေါင်းတော့ဖြစ်အောင်ဒီလိုလေးလေးလှုပ်လာတာဗျာဟုတ်တယ်ဆရာလေးကလေးတကလေးစိတ်ပူတတ်တယ်ပေါ့နော်ဘာမှမဆိုကြိုတင်ပြင်ဆင်မှုကိုဆရာလေးကပို့ပြီးသဘောကျတယ် အနိကနေမှာအဲ့လိုပေါ့နော်တုတ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 ်လောရတာလေ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 ာရတာအဆင်မပြေဘူးလေဒါကြောင့်ဆက်လေးရန်ကုန်ကနေပြီးတော့16နှစ်နှစ်ကလေးဆက်လေးထွက်လာပါတယ်ထွက်လာပြီးတော့ဒီရောက်တဲ့ခါမှာဆက်လေးစီစဉ်နေရရှိတာတွေအဆတ်တက်မဲ့ကိစ္စတွေပေါ့နော်အဲ့ဥစ္စာတွေကိုဆက်လေးကနေပြီးလှုပ်ဆောင်နေပြီးတော့ဒီပန်းဆိုရင်လည်းဆက်လေးတကလေးရဲ့ဒီဘက်မှာအခုကဂန္ဓမာပန်းနဲ့မေမြို့ပန်းပဲအခုထွက်နေတယ် ဲ့တော့ဂန္ဓမာမနဲ့မင်းမြတ်ပါမဲ့ထွက်တဲ့ခါကျတော့ဒါပွိုင်းနိုင်ဖြစ်နေတယ်ပွိုင်းနိုင်ဖြစ်တဲ့ခါကျတော့တော်ဝင်သူပေါ့နော် အမတော်ဆောင်းမောင်သားဆိုတော့တော်ဝင်နဲ့မင်းသမီးတစ်ပါးဖြစ်တဲ့ခါကျတော့တော်ဝင်နဲ့ပန်းဆိုတော့တက်ခွပန်းတို့ဆရာလေးတို့ဒဇင်ပန်းတို့ကတော်ဝင်နဲ့ပန်းလေဒါကြောင့်ဆရာလေးတော်ဝင်ပန်းကိုထိုးကျင်တယ်ဆိုဆရာလေးအာယုံမှာဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဒီဥစ္စာထိုင်းနိုင်ငံနေပြီးတော့မှားတာသိမ်းပေါင်း40ကြာတယ်အမှားတဲ့ခါကျတော့ထိုင်းနိုင်ငံနေလိမ့်မြန်နဲ့ ီရန်ကုန်လေစိတ်ကိုရောက်ရန်ကုန်လေစိတ်ကနေပြောဟဲဟိုလိန်မြန်ပေါ်တင်ပြီးတော့ချက်ချင်းအဲ့လိုစီစဉ်ပေးတာစီစဉ်ပေးတာလည်းဒီဒီပေါ့နော်အဲကီဗီဆက်ကဆယ်လေးသမီးလေးမဆိုးကနေပြီးအားလုံးအဆင်ပြေအောင်လုပ်ပေးတယ်ကုသိုလ်ရှင်ကတော့မဆိုးနဲ့မမင်းမင်းအောင်ပေါ့ဟုတ်ဘုရားမဟုတ်တယ်ဘုရားမကြီးပေါ့နော်အတူတူကနေပြီးတော့ဆယ်လေးရဲ့ဆန်တော့ ဖြစ်စည်းပေးတာနှမရင်ဆက်လေးတော့ပန်းတော့ဟိုပေါ့ကိုလိုချင်တဲ့ပုံစံမျိုးမဖြစ်ဘူးဆိုရင်မခန့်ညာဘူးပေါ့တကားလေးရဲ့အเจ้าညဘာဖြစ်လို့ဆိုဆက်လေးတို့ဒီဒါဗုဒ္ဓပူဇင်းကြီးပွဲတော်ဖြစ်တယ်ဒီနှစ်က16ကျင်းမြောက်တယ်16ကျင်းမြောက်ဖြစ်တယ်ဆိုတော့ lucky seven ပေါ့တကားလေးပြီးတော့လည်း2025ခုနှစ်ဆိုတော့ကိုနှဝင်ပေါ့တကားလေးရဲ့ရှမ်းပြည်ဆိုလည်းကိုနှဝင်ပေါ့ဆိုတော့ဒီကိုနှဝင်ပေါ့မှာကိုနှဝင်ပြီးတော့လည်းဆက်လေးကရောက်ကော၄နှစ်ပေါ့ 小娃说累呢，好啦，比如学片尾片不，学单位这是了，累的不得咖哩。哎，这俺们这种人都晓得啊，没片油的，他叫么子啊？所以，他干脆弄些罗片油，些了罗，感觉些罗片油，我再插几朵，些罗变配几朵，小点伢人的咖喱。些罗怕的是为啥呢？小点伢的不顾的撇的多，你感觉些罗有小点伢的，那些那片接触些花苞米啊。 အနော်နောက်ဆရာလေးဖေကျေးဇူးရှင်ရောက်ကောဖေကြီးအပထမဘဘအောင်စသည်ဖြစ်ပါနော် အားလုံးဆရာလေးတို့ကနေပြီးတော့ဟိုအကုန်လုံးရှောက်တင်ရတယ်ရှောက်တင်ပြီးတော့ဒီတောဆောင်နဲ့တောင်ဆောင်နဲ့တင်မြို့တော်ရှင်ရောတော်ရှင်သူရဲ့နေပယ်အတိတ်တိမှာရှိတဲ့ပုံကိုယ်လေးဆရာလေးတို့နဲ့အကြောင်းကြားအတိပေးရတယ်တကားလေးဘာလို့ဆိုကိုကဘလောက်ပဲလုံနိုင်နေပဲဖြစ်ဖြစ်ဘလောက်ပဲတော်တယ်ပဲဖြစ်ဖြစ် ဒိုင်းနဲ့သူ့နေရာသူ့နေရာဆိုတာသူတို့ကဘယင်မဲလေတကားလေးရဲ့ဟုတ်လားအဲ့တော့ကိုကဲ့တယ်လေအဲ့အင်ရှင်ကိုဆက်လို့ခွန်ပြချက်တောင်းရတယ်အဲ့ဒါပေါ့နော်အဲ့တော့ဆရာလေးကမနက်ဖြန်25ရက်နေပေါ့တကားလေးနက်ဖြန်ဆပြီးတော့ဆက်လို့စတုတ္တီတာတွေကျွေးမယ်26ရက်နေ့မှာအမတော်စောမွန်နာက ရှမ်းဖျားတွေထိတက်မှာဖြစ်တဲ့အတွက်မနက်မိုးလျင်နဲ့မိုးချုပ်ထိရှမ်းအဆအဆပဲကျွေးရမှာ တကလေရှမ်းအဆန်းစားပဲနောက်တော့လေအဲ့နေ့ထိတဲ့နေ့မှာဇလဒီနေရာဒီဓနုကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့အတွက်ဓနုအကတွေနဲ့ရှမ်းစီတီဖြစ်တဲ့အတွက်ရှမ်းအကတွေနဲ့ဒီလိုစုံသွားမှာတကလေအဲ့လိုမျိုးပေါ့အကြီးအကျယ်လုပ်ထားတယ်ဆိုတော့ဆရာလေးတို့ကပေါ့နော်ရခတ်သိမ့်အောင်ပေါ့မလေဟဲ့အောင်တော့ဆရာလေးတို့လုပ်ထားပါတယ်တကလေရဲ့ဇလဒီခုနကမိတ်လိုက်တဲ့အထက်မှာပေါ့နော်အာကိုရဲ့ဧည့်သည်ပေါ့နော်အာဒီက ဝိဇ္ဇာလေးအာမတော်လို့ပြရတာအင်းရှင်လို့ပြောတာပေါ့နော်ဒီအင်းရှင်ရဲ့အကူအညီအဘဝိဇ္ဇာလေးရဲ့အကူအညီကဘယ်လောက်လို့အထောက်ပံ့ဖြစ်တယ်ပြောမှာစက်ဟာတကလေးအများကြီးဖြစ်တာပေါ့ဆရာလေးဒီသာသနာကိုလောက်တာဆရာလေးတကလေးရဲ့ဟောပေါ့ဆရာလေးတို့ဒီပေါ့ဒီသာသနာပြုတဲ့နေရာမှာဆရာလေးတကလေးကိုလင်းနေဆိုဆရာလေးတို့ဒီမှာအတူတကွာသာသနာပြုပြီးတကလေးကမီဒီယာနဲ့ဆရာလေးပါရမီဖြစ်ခဲ့တာဆိုရင်ဘယ်နှစ်နှစ်လောက်ရှိပြီလဲ ဆနစ်နီပါလောက်ရှိပြီဆိုတော့ဆရာလေးကခုနပြောသလိုပေါ့နော်တနှစ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 ်ဆိုအများကြီးပြောင်းလဲပြီးအများကြီးတိုးတက်လာတယ်ဟုတ်လားလေးကအဋိဌာန်ထားတယ်ပေါ့နော်ဒီတောင်တော်ကြီးကိုဆရာလေးရှိနေသေးမှာဆရာလေးဒီအကောင်းဆုံးသာသနာပြုပြီးအကောင်းဆုံးလုပ်သွားခြင်းတယ်ဒါကြောင့်အလှရှင်လူမတွေကိုလည်းဆရာလေးကနေပြီးတော့အကောင်းဆုံးချပြခြင်းတယ်နောက်ပြီးတော့ဒီလိုမျိုးတိုးတက်အောင်ဆိုတော့ဆရာသခင်မတို့ တိလတကလေးအဖေကြီးတို့တောင်ပိုင်ဘိုးဘိုးကြီးတို့သူ့နေပယ်ကအမမကြီးပုံကိုရဲ့အထောက်ပံ့နေအများကြီးလို့တယ်ဒီပုံကိုရဲ့အကူအညီကိုဆရာလေးယူရတယ်ယူတဲ့အခါကျအလှရှင်တွေသူ့ကသူတို့ခေါ်ပေးတယ်တကလေးရဲ့ဆရာလေးအလှမခံပါဘူးသူ့ကသူတို့အဋိဌံကြတယ်အောင်မြင်ကြတယ်အဲ့လိုမျိုးပေါ့နော်တကလေးရဲ့ဆရာလေးကတော့ သာသနာပြုတဲ့နေရာမှာပေါ့ဝိဆာတွေအကူပုပ်ကိုတွေအကူတိုက်တရဲ့အကူခုနဆက်လို့တော့ပေါ့နော်မြင်အပ်မမြတ်ပုပ်ကိုတွေအကူကြီးအထောက်ပံ့နေရအများကြီးလိုအပ်တော့အများကြီးအကူကြီးယူပါတယ်ဒါနဲ့ဆက်လို့ပေးပို့တာနိုင်တဲ့မြတ်တာတွေလည်းပေးတယ်ဆက်လေးအမြဲတမ်းဆက်လေးပြုတဲ့ကုသိုလ်တွေလည်းအမျှပေးတဲ့တကားလေးဆက်လေးပေးနိုင်တဲ့အရာတွေပေါ့နော်ဆက်လို့ဒီနှစ်မှာလေးမနာဖရားရဲ့ရှမ်းဖရားရဲ့ထီးတင်အနေကစားတင်လာဖရား ဟုတ်တယ်တကယ်လေဒီလိုပါဆရာလူတီလေးမျက်နှာဖျားကရန်အေးရန်ကလေးမျက်နှာဒီဘွဲကိုဘာရက်ပေးထားတယ်ဘာကြောင့်ရန်အေးရန်ကလေးမျက်နှာဆိုလေးစုကအကြောင်းညက်တကယ်လေအရက်လေးမျက်နှာမှာဆရာလူအာလုံးတိုင်းပြည်မှာမျိုးစုံမငြိမ်မသက်ဖြစ်တယ်တောကတွေဖြစ်တယ်ဒုက္ခတွေဖြစ်တယ်ဒီဖျားကိုဆရာလေးစပြီးတော့တဲဖို့ကိစ္စမှာဘာကြီးအမိတ်ချတာလေးနှစ်ရှိပါပြီလေးနှစ်ရှိပြီအဲ့လေးနှစ်အတွင်းမှာဆရာလေးစ조사တာ ပေါ့အခက်အခဲတွေနဲ့ဖြစ်ပြီးတော့ဆက်လို့ပျက်ရနေပေါ့မြန်မာမှုတွေနဲ့အစင်မပြေတဲ့ခါကြတော့ဆရာလေးတို့ပေါ့နော်ဒီဥစ္စာခဏရပ်ထားပြီးတော့အဲ့အချိန်မှာကိုဗစ် -19 တောက်ဖြစ်လိုက်ကောတိုင်းပြည်မှာခရရနေမုံလုံးဆက်ကူကအောက်ကကျော်ဇေဒီကိုတဲခိုင်းလိုက်တယ်ကဘာလုံးလို့ပေါ့တကယ်လို့တွေ့ပါတယ်ဒီကိုဗစ်ကြီးကအလုံးကြီးလို့သိပ္ပံပညာရှင်တွေကပြောတာပေါ့နော်အလုံးကြီးအချုံကြီးတွေနဲ့ပေါ့ဆိုတော့ဆရာလေးကိုအဖအဲ့ဆက်ထက်ခံ အဲ့လိုပေါ့နော်ရှစ်တောင်ရှိတဲ့နေရာမှာမှဒီအလုံးကိုတဲခိုင်းပြီးတော့အရန်စီတီတွေနဲ့လှုပ်လိုက်ရင်ဒီကတ်ဒီကြော်ကြော်လိမ့်မယ်တဲ့ဆိုတာနဲ့ဆရာလေးကလှုပ်ရတယ်လှုပ်ပြီးတဲ့အခါမှာဆရာလေးတကလည်းအဲ့တုန်းကတော့ကျမ်းမဲ့ဝင်ကြည့်ရလဲဆရာလေးတကပေါ့နိအဲ့ဒါပြီးသွားတဲ့အခါမှာကိုဗစ် -19 ကတဖြည်းယော့သွားပြီးတော့ပြီးသွားတဲ့ပေါ့တကလေးရဲ့ပြီးသွားတော့ခုနဥတီထားတာတော့ဒီလင်းမျက်နှာဖျောက်ဆက်လက်ဥတီထားတာ ဒါနဲ့လေးမျက်နှာဖေဟာမြန်မာမှုအဖွဲ့တကလေး၃ဘွဲ့ပြောင်းလိုက်ရတယ်။၃ဘွဲ့ပြောင်းရတယ်။အဲ့၃ဘွဲ့ကလည်းခုနပြောသလိုပေါ့တော်တဲ့လူတွေပါပဲ။ဒါနဲ့တော်တော်လူပေါ့သူတို့သူတာဝန်နေတဲ့သူမြေကြီးတူးတဲ့အဖွဲ့ကမြေကြီးနဲ့ပဲရက်သွားတယ်။အဲ့လိုပေါ့ဖောင်ဒေးရှင်းနဲ့ရက်သွားတယ်အဲ့လိုမျိုးတွေနဲ့ဖြစ်ပြီးပတ်စံနဲ့အများကြီးကုန်တယ်တခါလေးဒီဖျားမှာပေါ့နော်အဲ့တော့ဒီပထမတော့ရွှေသန်းကုမ္ပဏီမိသားစုကမှတ်တယ်တာပေါ့တခါလေး ငါတဲ့ပြီနဲ့ဘာကြီးရဲ့ရှစ်တန်းကုမ္ပဏီမိသားစုဟာဒီဥစ္စာရဲ့ဒီလေးစုလုံးသူကလိုချင်တယ်အဒီလေးစုလုံးသူတို့လှူချင်တယ်ပေါ့ဆိုတော့အဘကြီးရဲ့လက်မခံတဆုပဲပေးတဲ့ခொနည်းတားသမီးအလုံးစုံပါမရမှာတဲ့ဆိုတဲ့အခါကျတော့ဆယ်လေးတို့ကနေပြီးတော့ဒီပေါ့ဒီရွှေတန်းလုံးကုမ္ပဏီမိသားစုတဆုနတ်မြအောင်စီပွဲရုံကတဆုမတ်ရှောက်မိမိတူအဲက မိသားစုကတစုနောက်အောက်မီနီမက်ကတစုလေးစုပေါ့နော်ဒီလေးစုပြီးသွားတဲ့အခါကျတော့ရင်ပြင်းဒီကလေးဆီယလီလေးဘီလက်မြစ်တိုက်ကို၄တောင်းမှဆီယလီတီရင်ပြင်းကိုလောက်ရတယ်အဲ့ချိန်မှာဘီလက်မြစ်ဟိုတော်တော်ဆိုတအားရှားတယ်လေဘယ်လိုလဲမရဘူးဒိုင်းနဲ့ဆီယလီလေးတိလာဆီယလီအဘောက်ယုံတယ်အဖေရုပ်လည်းယုံတယ်အဘောက်လည်းယုံတယ်ကိုကိုကိုလည်းယုံတယ်သူကနှစ်သူဖြစ်သွားတဲ့ဒီကလေးဒီလောက်ကြည့်တဲ့ရင်ပြင်းဘောလုံးကွင်းတော့ရှိတယ် နောက်ပြီးတော့စိန်တောင်းလေးလူတဲ့လူတွေပေါ်တယ်ရင်းမြင်းလူကြတယ်အဲ့လိုပါကုသိုလ်ရှင်တွေကုသိုလ်ရှင်တွေပေါ့တချို့ဆိုမသိတာမသိဘူးဆရာလို့လူထားတယ်ဆရာလေးကြိုက်တာလို့ဆိုမနဲ့ဆရာလေးကပီးလေးတင်ပေးလိုက်တယ်အဲ့လိုပါအဲ့အပေါ်မှာတက်တဲ့တောင်တက်တယ်ကားလန်းတက်တဲ့နေရာတွေဆိုတော့တချို့ကြတော့တကားလေးဒူးနာခါနာတဲ့ခါကြတော့မတက်နိုင်ကားလေးနဲ့ရှလို့ဆိုတက်လိုက်တော့ဖူးပြစ်သွားတာပေါ့အဲ့တော့အဲ့ဖျားဘက်ကိုလူတွေကတော်တော်များများလာဖူးကြတယ်ပေါ့အဲ့တော့ မုဒ္ဒရာတွေရဲ့ပုံစံတွေကလည်းမတူပဲနဲ့ရံအေးရံကာလေးမျက်နှာအရက်လေးမျက်နှာဒီဖျားပြီးရင်ရင်းချနိုင်မယ်တကားလေးအဲ့တော့ဒီဖျားကိုဆရာလေးတို့က26ရက်နေမနဲ့6နာရီမှာဆရာလေးကဗုဒ္ဓအနိကစားတင်ပါမယ်တကားလေးဗုဒ္ဓအနိကစားတင်မယ်16ရက်နေကတော့ဆရာလေးကထပ်ပနာတွင်းပွဲပေါ့ထပ်ပနာပိတ်ပွဲပြီးသွားပြီပြီးသွားပြီဟုတ်ကဲ့ဟုတ်ကဲ့ပြီးသွားပါပြီအဲ့တော့ထပ်ပနာပိတ်တာလည်းဆရာလေးနဲ့ရှင်းပြလိုက်တယ် အဆရာလေးတပည့်မတ်ပေတာအဖွဲပါပါတယ်။အဲ့အဖွဲတွေနဲ့ဆရာလေးထပ်ပနပိတ်ပြီးတဲ့အခါမှာဆရာလေး26ရက်နေ့မှာဆရာလေးတို့ကနေပြီးတော့ဗုဒ္ဓနေကစားတင်မယ်။ပြီးရင်ဆရာလေးလမ်းဖွင့်ပွဲရှိတယ်။အလားနှစ်ဦးလူတာပါ။တဦးကကြတော့ကုဒုဝင်ကြီးပေါ့ပြည်တဲဝင်ကြီးဆရာလေးတကပေါ့။ဟိုသူကယာရုတက်သွားတယ်။အလားလူပြီးတော့သူလည်းယာရုတက်တယ်။နောက်ပြီးတော့ခုနပြောသလိုသူ့ရဲ့စေတနာသူကဒီလိုမျိုးကြောက်မှုပဲနဲ့ဒီတိုင်းလူတာ။ ီတိုင်းဆရာလေးရဲ့လမ်းလုံမယ်ဆိုဆရာလေးတပည့်တော်လှူမယ်ဆိုပြီးလှူတာပါလေကတစ်တွေပေါ့အဲ့တော့ဒီလမ်းအောက်စာကပိုချုပ်အောင်ကျော်ကျော်တို့ကတခု နောက်ဆရာလူကတ်စတာအောက်ခွန်ကညွန်ကြိုင်မှုပေါ့အဲ့ဆရာလေးဒီကလေးအဲဒီကလေးတင်ထွန်းအောင်တို့ကတခုပေါ့နော်အဲ့အောက်စာတွေကနှစ်ခုပေါ့လမ်းဖွင့်မယ်လမ်းဖွင့်ပြီးရင်ဒီဆရာလေးကဒီ26ရက်နေမှာ9နိုင်မှာမတော်ဆုံးမှာဖျောက်ထိတက်မှာမယ် ဲ့တော့25ရက်နေမှာဆရာလေးရဲ့မိလေးဟိုနှစ်ပေါ့ဟိုစာထန်းတပေကကိုရင်လေးရှုံးတမတာတာအဲတရားရည်မြိုက်ဆေးကိုအတူချုပ်ပေါ့တကလေးရောက်ရှိနေတဲ့လူလေးတွေကိုဆရာလေးတို့ဒီဟိုတရားပေးမယ်ပေါ့ပြီးရင်မိလေးရဟိုစာဒီရိုးတရားမှာတရားတော်ဟောတဲ့ခါမှာလူတွေကជីညွန်လုံးအကြီးလို့ကိုရင်လေးကိုအဲ့ငကကလေးကိုချုပ်ပြီးလှူတယ်အဲ့ငကကလေးကိုဒီကလေးကဖျားတက်တဲ့အထက်မှာထပ်ပနာခြင်းနဲ့ အစီအလေးလေဒီကလေးကိုအရန်ချစ်တော်လေးကဲသားလေးကိုကိုကိုလက်ကလေးနဲ့ကိုထပ်ပနာပါလို့ဒီလိုမျိုးဆိုကြုံတော့ကြုံငယ်လေးတကားလေးရဲ့အဲ့တော့နောက်ကိုရအဖွားရေလုတ်တဲ့သာသနာဖြစ်တယ်ဆိုတော့ခါကြဒီကလေးတွေကလက်စင်ကားမဲ့ကလေးတွေဖြစ်တယ်လေအဲ့တော့ကဲသားလေးလို့ကိုကိုလာပြီးထပ်ပနာလိုက်လို့ဆိုအသူထပ်ပနာမယ်ဆိုတော့ကလေးအတွက်ကလည်းကောင်းသွားတာပေါ့တကားလေးအချိုးအချောင်းနေပေါ့အများကြီးအချိုးအချောင်းရှိတယ်ဒီတောင်တော်က အခုတော်တော်ထူးဆန်းလာကိုအိုးကြီးပေါ့ယာဝင်အိုးမှတ်ထားနော်ယာဝင်နဲ့အိုးအဲ့ယာဝင်အိုးဟာဆရာလေးကအမျိုးတော်အိုးဖော်စီဒီအဲ့အိုးဖော်စီဒီတဲ့တော့ငါဆရာလေးကရိုးရိုးဘီလာမျိုးအိုးနဲ့လောက်တာအစင်မပြေဘူးအစင်မပြေတဲ့အခါကျတော့အဘကြီးကရွှေဘိုလွတ်လိုက်တာအလုံးနဲ့ကြမ်းမှချမ်းသာပါသေးပြီးတော့အလှရှင်နှူးမာတွေပေါ့နော် ဆရာလေးတက္ကတက္ကမတွေမလာနိုင်တဲ့နိုင်ငံခြားတက္ကတက္ကမတွေရောပြီးတော့ပေါ့ရန်ကုန်မြို့နေလိုက်လာတဲ့တက္ကတက္ကမတွေဒီကတက္ကတက္ကမတွေလက်ကုတ္တချီကုတ္တနဲ့ပြုတ်တဲ့တက္ကတက္ကမတွေဆရာလေးပေါ့အများကြီးကောင်းကြတယ်ဆရာလေးကံကောင်းပါတယ်ဆရာလေးရဲ့တပည့်တွေဆိုရင်ဆရာလေးကပြောရင်လည်းနားထောင်ရတယ်၊ဆိုရင်လည်းနားထောင်ရတယ်။သိလား။တို့တွေအကုန်လုံးကဘလို့ဖြစ်နေငဖဲတွေဖြစ်သွားတော့ပေါ့တကားလေးရဲ့။ဆရာလေးကလည်းဘလို့ဖြစ်လဲ။ သူတို့ကသူတို့ကြိုက်သူတို့သူတို့ကြိုက်တာလေးတွေပြောတာပေါ့တကားလေးမုံငါဆိုတော့တော်သေးတာပေါ့တကားလေးအဲ့မှာချမ်းသာပါစေ